အလုံးမင်္ဂလာပါ မတန်ဆွမ်းမှုဆိုတာဘာကိုခေါ်ပါသလဲမိုးရပါတော့မဟုတ်အချောင်းရတခုခုကြောင့်ရှို့ရင်မှုအားနည်းချက်ရှိတဲ့သူတွေက အခုလိုမျိုးပုံမှန်မြင်တွေ့ရတဲ့အတိုင်းအသားအဆီးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာမတန်ဆွမ်းမှုဆိုတဲ့အရာကိုဖြစ်စေပါတယ်ရှင်တကပါလုံးမှာမတန်ဆန်းသူတဲ့အဓိကကြုံတွေ့နေရတဲ့ဒါစီးတွေကို အပိုင်းလေးပိုင်းခွဲပြီးတော့ဖော်ပြကြပါတယ်။နံပါတ်1ကတော့ရုပ်ပိုင်းဆိုင်ရာဒါစီးပဲဖြစ်ပါတယ်။ နံပါတ်1ကတော့အဖွဲ့စင်းမွန်ဝါဒပိုင်ဆိုင်ရာဒါစီနံပါတ်3ကသဖွားထားခံယူချက်ပိုင်ဆိုင်ရာဒါစီနဲ့ဆက်သွေပြောဆိုခြင်းဆိုင်ရာဒါစီတို့ပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးတားဆီးတွေကမတန်ဆန်းသူတွေရဲ့နေ့စဉ်ဘဝမှာတောလာလှုပ်ရှားမှုအများပြည်သူဆိုင်ရာနေရာတွေမှာပူပေါပဝင်မှုအများပြည်သူနဲ့ဆိုင်တဲ့ပျော်ပွေးရှင်ပွေးတွေမှာပါဝင်ဆင်နွှဲမှု ပြောဆိုပေါင်းသိဆက်ဆံရေးဆိုင်ရာနေရာတွေအကုန်လုံးမှာအတားအဆီးတည့်ရက်စင်ခေါ်မှုတည့်ရက်အနေနဲ့ရှိနေကြပါတယ်။တပ်ဝင်ချင်းမှာများသောအားဖြင့်မတန်ဆွမ်းမှုဆိုတာကိုရှုထောင့်တစ်ခုကနေပြီးတော့ရှုမြင်တတ်ကြပါတယ်။ပထမတစ်ခုက medical model ရှုယူမှုကိုပြသနာတင်ပြီးတော့ဆေးကုသပေးဖို့လိုအပ်တယ်လို့တွေးမြင်လာဖြစ်ပါတယ်။နောက်တစ်ခုက social model စက်သွေးမှုပိုင်းဆိုင်ရာအသိကိုပြသနာတင်ပြီးတော့ဖြစ်ချင်းဖို့လိုအပ်တယ်လို့တွေးမြင်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာမတန်ဆန်းသူတွေအပေါ်မှာများသောအဖြစ်တော့ဒီလိုမျိုးခေါ်လေးခွာထားရှိပါတယ်ဒီလိုအုံသုံးတွေက မတန်ဆန်းသူတွေကို နေ့စဉ်ဘဝမှာ ခွေးချဆက်ဆက်တဲ့အုံသုံးတွေဖြစ်ပါတယ်တကဘာလုံးဆရာစစ်တမ်းရဆိုရင်တော့မတန်ဆန်းသူတွေအပေါ်မှာ အာနိရှက်ရှုတ်ရင်းရှက်အပေါ်မှာဒီကအခြေခံတဲ့အခေါ်အဝါတွေကိုပဲတုံ့နှုံးကြပါတယ် They see my disability, I see my ability. They call me disabled, I call myself differently abled. There are some incidents that happen in your life. Those incidents break you, deform you, but they mold you into the best version of you. And the same thing happened to me. Uh, and that quote, the only disability in life is a bad attitude. The reason that that's bullshit is because it's just not true. Because of the social model of disability, you know, no amount of smiling at a flight of stairs has ever made it turn into a ramp. မတန်ဆွမ်းသူများကိုခွေးချဆက်ဆက်မှုမရှိဘဲအတူတကပူပေါပဝင်ရဲ့အတွက်ဒီဇင်ဘာလ3ရက်နေ့မှာကြာရောက်တဲ့အပြစ်ပြေဆိုင်ရာမတန်ဆွမ်းသူများနေ့မှာအသိအမြတ်ပြုကြရအောင်နော်။